ဆန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စုံနိုင်တယ်ဟုတ်တယ်လေဘေးကြည့်တာကစိတ်ဆန္ဒဂေါရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ဂျုံတွေ့လာတော့ ဒီပင်ကရာမြတ်စွာဘုရားကိုကြည်ကြည်သူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ချင်းဒီပင်ကရာမြတ်စွာဘုရားရဲ့ธรรมပဲတရားတော်အထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူး ကိမေဧကိနတိနေနပုရိတေနသမတတိနငါလိုစွမ်းဤတတိရှိတဲ့ပုဂ္ဂိုလ်တယောက်ကတဦးတည်းနဲ့တဏှယာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကသူမေးပြီသဗ္ဗညုတံပါပုနေတောတန္တာရိတံတတေကိုဆုံးဆုံးဖြတ်ချက်ချလိုက်ဒီတာမီနေးရှင်းစန္ဒကိုအခြေပြုစန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတံညာကြီးကိုရအောင်ယူပြီးတော့ ဘုရားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒကြောင့်မို့လို့ဘုရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုမုစင်မအောင်မြင်နိုင်ဘူးအဲ့တော့ဒီလောက်ခက်ခဲတဲ့ဘုရားဖြစ်ဖို့အရာတစ်ခုတောင် အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှင်အောင်ပါ